်ချင်းကုန်းရွာတစ်ဝိုက်ကိုအနာတိုင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားစကိုင်းတိုင်းကောလင်းမြို့နယ်ကချင်းကုန်းရွာကိုအနာတိုင်းစစ်တပ်ကယနေ့မနက်အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ကောလင်း info ကသတင်းထုတ်ပြန်ပါတယ်ယနေ့မနက်၄နာရီခန့်မှာအနာတိုင်းစစ်တပ်ကကောလင်းမြို့အရှိချမ်းရှိ ကချင်းကုန်းရွာတစ်ဝိုက်ကိုပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရင်တိုက်ခိုက်မှုက လမ်းပေးကိုကြားရောက်ပေါက်ခွဲခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေမရှိဘူးလို့ calling info ကပြောပါတယ်။ယမနေ့ညနေပိုင်းတွင်အာနာဒိဆက်တက calling မြို့နယ်ရှိအင်းပင်လှရွာကိုပေါင်900ဘုံနှလုံးကျဲချခဲ့သေးတာကြောင့်အမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးက ထိခိုက်ခဲ့ပြီးအသက်14နှစ်အရွယ်အမျိုးသမီး2ဦးကအသက်ဆုံးရှုံးခဲ့ရပါသေးတယ်ခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင် ဉာဏ်လေးတဲ့သူတေသူတေဒီဤထုတ်ပြန်ကြရပြီးခဲ့တဲ့2021ခုနှစ်မှ2024ခုနှစ်အတွင်းအာဏာသိမ်းစစ်တပ်ကမြန်မာနိုင်ငံရှိနေရာအနှံ့များကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်အတွက်4022ကြိမ်ကိုပြုလုပ်ထားပြီးစကိုင်းတိုင်းကိုတော့913ကြိမ်အထိတိုက်ခိုက်ထားတယ်လို့ယခုနှစ်စနေဝါရီလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်